ယုံကြည်သူတို့အတွက်ဆုတောင်းခြင်းဆိုတာပါလေဆုတောင်းခြင်းဆိုတာဖယားသခင်ထံကျွန်တော်တို့အလိုရှိသောအရာများကိုတောင်းခံခြင်းလို့ပဲယုံကြည်သူအများစုက နားလည်ထားတကြပါတယ်မတဲအခိုင်းခွနဲ့အခန်းငယ်ခွနဲ့ကနေရှစ်အရာမှန်ပါတယ်တောင်းကြလော့တောင်းလှရမည်ရှာကြလော့ရှာလင် တွေ့မည်တကားကိုခောက်ကြလော့ ခောက်လျင်ဖွင့်မီတောင်းတော်သူမီဒီကယအိရှာတော်သူလဲတွေ့အိခောက်တော်သူအားလဲတကားကိုဖွင့်အိသို့တော်စုတောင်းချင်းဆိုတာကျွန်တော်တို့အလိုရှိသောအရာများကိုဖယားသခင်ထံတောင်းခံခြင်းတတ်သက်မဟုတ်ဘူးဖယားသခင်ရှိတော်မို့တိုးဝင်ချင်းကပ်ချင်းယုံကြည်သူကျွန်တော်တို့နဲ့ဖယားသခင်နဲ့အဆက်အသွယ်ပြုလုပ်ခြင်း ကျေးဇူးတင်တဲ့နေရာမှာဘုရားသခင်ကိုကျေးဇူးတင်ကြောင်းပြောကြားခြင်းချီးမွမ်းခြင်းကိုခံထိုက်တော်မူသောဘုရားသခင်ကိုချီးမွမ်းခြင်းဖြစ်တယ်။ဒါရီဘဲလာမဟုတ်သေးဘူးဆုတောင်းခြင်းဆိုတာဘုရားသခင်နဲ့ရင်းရင်းနှင်းနှင်းတည်ကျွမ်းရာနေလံဖြစ်တယ်ဆိုတာယုံကြည်သူကျွန်တော်အားလုံးနားလည်သဘောပေါက်ဖို့အလွန်အရေးကြီးပါတယ် တစုံတယောက်တော့သူနဲ့ကျွန်တော်တို့ခင်မင်းရင်းနှီးချင်တယ်ဆိုရင်အဲ့ဒီလိုနဲ့အချိန်များများအသုံးပြုရမှာဖြစ်တယ်လို့ဖယားသခင်နဲ့ကျွန်တော်တို့ရင်းနှီးလိုတယ်ဆိုရင်ဆုတောင်းခြင်းနဲ့ဖယားသခင်နဲ့အချိန်များများကျွန်တော်တို့အသုံးပြုဖို့လိုတယ်။ယုံကြည်သူတိုင်းဆုတောင်းရမယ်ဆိုတာကိုတော့ကျွန်တော်တို့အားလုံးနားလည်သဘောပေါက်ထားကြရတယ်။ဒါပေမဲ့အမှန်တကယ်လက်တွေ့လောက်ဖို့ရောလွယ်လားမလွယ်ဘူးနော်။ဟုတ်ပြီဒါဆိုရင်ဘယ်သူတွေဆုတောင်းနိုင်တယ်လဲဆိုရင် ဆုတောင်းခြင်းဟာတန်ရှင်းတော်မူသောဖခင်သခင်ရှေ့တော်မှောက်တိုးဝင်ခြင်းကခြင်းဖြစ်တဲ့အတွက်ယေရှုခရစ်တော်ကိုကယ်တင်ရှင်တဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးသောအပြစ်လွတ်ခြင်းခံပြီးသောယုံကြည်သူတို့တာလျင်ဖခင်သခင်ရှေ့တော်မှောက်မှာဆုတောင်းဖို့ရန် တိုးဝင်ခြင်းကလို့ရတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့နားလည်သဘောပေါက်နိုင်ဖို့ဓမ္မဟောင်းကျမ်းတုံးက ဖယားသခင်ကသူ့ကိုဘလို့စကားပြောဖို့သူ့ကိုဆုတောင်းဖို့ဘလို့တတ်မှတ်ထားတယ်လဲဆိုရင်တဲတော်ကို မောရှိကိုတိဆောက်ဖို့အမိန်ပေးတယ်တဲတော်ရဲ့အတိုင်းအတာအကုန်လုံးအတိအကျဖယားသခင်ကပြောပြထားတယ်အလွန်တန့်ရှင်းရာဌာနတော့ဖယားသခင်နဲ့တွားဖို့စကားပြောရတဲ့နေရာရှိတယ်အဲ့ဒီနေရာမှာလူတိုင်းဝင်လို့မရဘူးယစ်ပရောဟိတ်မင်းတပါးပဲဝင်လို့ရတယ်ယစ်ပရောဟိတ်မင်းဝင်တဲ့အခါမှာလည်းပဲ လက်ချီးပလာသွားလို့မရဘူးအပြစ်ဖြေတဲ့သွေးကို ယူဆောင်ပြီးမှဖရဲသခင်နဲ့စကားပြောရတယ်လူတို့အတွက်ဂျာခံပရောယစ်ပရောဟိတ်မင်းက အပြစ်ဖြေတော့အသွေးကို ယူဆောင်ပရောအဲ့ဒီအလွန်တန့်ရှင်းရာဌာနမှာရှိနေတဲ့ဖရဲသခင်နဲ့တော်ပရောလူတို့အတွက်စကားပြောပေးရတယ်ဓမ္မတက်ခေရောက်လာတဲ့အခါကျတော့သခင်ယေရှုကယောဟန်အခိုင်လေးမှာ ဖယားသခင်ကိုဘူတောင်မှာပဲမဟုတ်ဘူးယေရုရှလင်မြို့မှာပဲမဟုတ်တော့ဘူးနေရာတိုင်းမှာအချိန်တိုင်းဖယားသခင်ကို ကိုးကွယ်ရမယ်အချိန်ရောက်လာပြီဆိုပြော့လက်ဝါးကတိုင်မှာကျွန်တော်တို့အပြစ်အတွက်အပီးအစီ ဖြေလွတ်ပေးတော့မှာဖြစ်တဲ့အတွက်ယုံကြည်သူတိုင်းဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဖယားသခင်ကိုသားတော်ယေရှုခရစ်တော်အားဖြင့်ဆုတောင်းလို့ရပြီဆိုတာကိုယောဟန် အခိုင်လေးမှာရှမာရိအမျိုးသမီးကိုပြောပြထားတယ်ကျွန်တော်တို့ကိုလည်းပြောပြထားတာဖြစ်တယ်ယေရှုလက်ဝါးကားတိုင်းမှာအသေးခံတဲ့အခါမှာဖြစ်ပျက်တဲ့အရာတဘာဝလွန်အမှုတွေအများကြီးရှိတယ်အဲ့ဒီထဲကတစ်ခုကတော့ဗိမာန်တော်ရဲ့ကလကအထက်ဆုံးကနေအောက်ဆုံးတိုင်အောင်ဆုပ်ကွဲသွားတဲ့အကြောင်းမသက်ခရင်ကျမ်းအခိုင်း29အခန်းငယ်57တို့မာကုအခိုင်း15အငယ်38တို့မှာကျွန်တော်တို့ကိုပြောပြထားတယ် ဗိမာန်တော်ရဲ့ကလကနှစ်ချမ်းကွဲသွားခြင်းဟာယုံကြည်သူတိုင်းခရစ်တော်ရဲ့နာမတော်အားဖြင့်တန်ရှင်းတော်မူသောဖခင်တခင်နဲ့တိုက်ရိုက်ကြောင်တော်တို့စကားပြောလို့ရပြီယုံကြည်သူနဲ့ဖခင်တခင်ကြားထဲမှာကြားခံဖြစ်တဲ့ယေပရောဟိတ်မလို့အတော်ဘူးဆိုတာကိုဖခင်တခင်ကသက်သေပြတော်မူခြင်းဖြစ်ပါတယ်အဲ့တော့တန်ရှင်းတော်မူသောဖခင်တခင်ရှေ့တော်မှောက်မှာတိုးဝင်ချင်းကပ်ပြော့ ကျွန်တော်တို့အလိုရှိသောအရာများကိုတင်ပြခြင်းကျွန်တော်တို့ရဲ့ခံစားချက်တွေကိုဘုရားသခင်ကိုပြောပြခြင်းဘုရားသခင်ကိုတိုင်ပင်ခြင်းယေရှုတင်ရမယ့်အရာတွေအတွက်ဘုရားသခင်ကိုယေရှုတင်စကားပြောကြားခြင်းဆိုတဲ့အစူတောင်းခြင်းဟာဒီနေ့ယုံကြည်သူတိုင်းယေရှုခရစ်တော်၏နာမတော်အားဖြင့်ဘယ်နေရာမှာမဆိုဘယ်အချိန်မှာမဆို အချိန်တိုင်းနေရာတိုင်းကျွန်တော်တို့ ပြုနိုင်တဲ့အခွင့်ကိုယေရှုခရစ်တော်အဖြစ်ရရှိထားတဲ့အခွင့်ထူဖြစ်ပါတယ်အဲ့ဒီအခွင့်ထူကိုမယုံကြည်သေးတဲ့မယုံကြည်သူတွေကမရသေးဘူးဘာကြောင့်လဲအပြစ်ဖြေလွတ်ခြင်းမခံရသေးတဲ့အတွက်ခုနဓမ္မဟောင်းကျမ်းမှာဖရာသခင်ကိုယေပရောဟိတ်မင်းက လူတို့အတွက်စကားသွားပြောတဲ့အခါမှာအပြစ်ဖြေတဲ့အသွေးကိုယူသွားရတယ်အပြစ်ဖြေတဲ့ အသွေးကိုယူဆောင်သွားခြင်းမရှိဘဲနဲ့ဘုရားသခင်ရှိတော်မောက်မှာတိုးဝင်ချင်းကပ်လို့မရဘူးနော်ဒါကြောင့်မယုံကြည်သေးတဲ့သူကိုသွားပြတော့သူတို့လိုချင်တာတွေကိုတောင်းကြည့်ပါငါတို့ဘုရားအသက်ရှင်တဲ့သုံးမလုပ်ပါနဲ့နော်အပြစ်ဖြေလွတ်ချင်းခံရဖို့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့အေးဝံကလေးတည်င်းကောင်းကိုအရင်ပြောပြပါယေရှုခရစ်တော်ကိုတစုံတစ်ယောက်သောသူကသူ့ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ် ယုတ်ကြည်လက်ခံလာပြီဆိုရင်တန်ရှင်းတော်မူသောဘုရားသခင်ရှိတော်မှောက်မှာသားတော်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်အချိန်မရွေးနေရာမရွေးတိုးဝင်ခြင်းကလို့ရတော်သူဖြစ်လာပြီယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးတော့ယုံကြည်သူတိုင်းယေပရောဟိတ်အမျိုးတွေဖြစ်ကြတယ်လို့တိပေအခိုင်းနှစ်အခိုင်းငယ်၅တို့အခိုင်းငယ်၉တို့ဗျာဒိတ်ကျမ်းအခိုင်း၁အငယ်၆ အခိုင်ငါအငယ်30အခိုင်20အငယ်6တို့မှာကျွန်တော်တို့ကိုပြောပြထားပါတယ်အခုဒီနေ့ရောက်ရှိလာကြတဲ့ယေရှုခရစ်တော်ကိုမိမိရဲ့အကတင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးတော့ကျွန်တော်ကျွန်မအားလုံးဒီဘာဘာအမျိုးရဲလဲယေပရောဟေအမျိုးအဲ့တော့ယုံကြည်သူကျွန်တော်တို့တဦးချင်းစီဟာယေရှုခရစ်တော်၏နာမတော်အားဖြင့်ဖယားသခင်ထံအချိန်မရွေး ဆူတောင်းနိုင်တယ်ဖယားသခင်သည်ယုံကြည်သူကျွန်တော်ရဲ့မျှော်လင့်ခြင်းများယုံကြည်သူကျွန်တော်ရဲ့စိတ်ကူးများနဲ့ကျွန်တော်ရဲ့ခံစားချက်အကောင်းအဆိုးအလုံးကို သူ့ထံမှာပြောပြဖို့အလိုတော်ရှိတယ်ဖိလိပ္ပိအခိုင်းလေးအငယ်6မှာအဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတနာပြုတော်အားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖယားသခင်အားကြားလျှောက်ကြလော့အခန်းငယ်ခုနှစ်မှာထိုတို့ပြုလျင်အဘယ်သူမျှကြံ၍မမီနိုင်သောဖယားသခင်ဤငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့ဤစိတ်နှလုံးတို့ကိုစောင့်မလိုက်မီအဲတော့ဒီနေ့အထူးသဖြင့်ယုံကြည်သူကျွန်တော်ရဲ့တာသမီတွေအတွက်အထူးဆုတောင်းကြမယ် ဘာအတွက်ဆူတောင်းကြမလဲဆိုရင်ကဲတင်ချင်းမရသေးတဲ့ကျွန်တော်တို့ရဲ့သားသမီးတဦးချင်းစီအတွက်ဒီနေ့ဆူတောင်းကြမယ်။ဘုရားသခင်ကတင့်ကိုပေးထားတဲ့သားသမီးတွေထဲမှာကဲတင်ချင်းမရသေးတဲ့သူရှိရင်ကဲတင်ချင်းရနိုင်ဖို့နေ့တိုင်းဆူတောင်းပေးပါ။ပြီးရင်ကဲတင်ချင်းအေဝံဂေလိတည်င်းကောင်းကိုလည်းပြောပြပါ။ကိုကိုယ်တိုင်ပြောပြလို့မရရင်လည်း တို့ကြားနာနိုင်မဲ့နေလန်းတွေကိုဘုရားသခင်ကို တောင်းခံပြတော့နေလန်းတွေကိုရှားပါကေတင်ချင်းအေးဝံကလေးတည်င်းကောင်းကိုတို့ကြားနာမှယေရှုခရစ်တော်ကိုတို့ရဲ့ကေတင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံနိုင်မှာဖြစ်တယ်တမန်ကျမ်းစာမှာလည်းတတ်တယ်တွေအများကြီးကျွန်တော်တို့တွေ့ရပါတယ်ဥပမာတစ်ခုကိုပြောရမယ်ဆိုရင်တိမောသေတိမောသေဆိုရင်သူငယ်စဉ်ကတည်းကသူ့အဖွားနဲ့သူ့အမေကဖယောင်းခင်နှုတ်ကပတ်တော်တမန်ကျမ်းစာကို င်ပေးတဲ့အတွက်နော်လူငယ်ဘုရားရောက်တဲ့အခါယေရှုခရစ်တော်ကိုသူ့ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်သူရုပ်ယုံကြည်လက်ခံနေပြီအဲ့ဒါပဲမဟုတ်ဘူးဖခင်သခင်က သူ့ရဲ့အမှုတော်မြတ်အတွက် အသုံးပြုတဲ့တစားပလာဖြစ်လာတယ်ဆိုတာတိမောသေဩဝါဒစာပရမဆောင်တို့တိမောသေဩဝါဒစာဒုတိယဆောင်တို့ဆိုတာအဲ့ဒီတိမောသေကိုပြောနေတာဖြစ်တယ်ဖခင်သခင်ကသူ့ကို အမှုတော်မြတ်မှာဘလောက်ထိအသုံးပြုတော်မူသလဲဆိုတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့တော့ကဲတင်ချင်းမရသေးတဲ့ကျွန်တော်တို့ရဲ့အသားသမီးတွေအတွက်ဆူတောင်းပေးမယ်ကဲတင်ချင်းအေးဝန်ကလေးသတင်းကောင်းကိုလည်းသူတို့ကြားနာနိုင်ဖို့ကျွန်တော်တို့နေလန်းတွေလောက်ကြမယ်အဲ့ဒါလို့ဆိုရင်ဘုရားသခင် အလိုတော်ရှိတဲ့အချိန်မှာသူတို့ကြားနာတဲ့အေးဝန်ကလေးတမတရားအားဖြင့်ဘုရားသခင်ကပြောင်းလဲပေးတော်မူမှာဖြစ်တယ် အဲ့ဒါတွေပဲမဟုတ်ဘူးကျွန်တော်တို့သားသမီးအတွက်ဆက်လက်ပြီးတော့အထူးဆုတောင်းပေးရမယ်အချက်ကအပြစ်ကိုယွန်ရှာတတ်သောသူဖြစ်ဖို့ကျွန်တော်တို့ပြောပြရမယ်ဆုလည်းတောင်းပေးရမယ်ပြီးရင်မတရားသောသူတို့လက်ကနေလွတ်မြောက်နိုင်ဖို့ကျွန်တော်တို့သားသမီးတွေအတွက်ဆုတောင်းပေးရမယ်စာလံ69အငယ်30မှာဘယ်လိုပြောထားသလဲဆိုရင်ထာဝရဘုရားကိုချစ်သောသူတို့ မကောင်းသော အမှုကိုယုံရှာကြလော့ကိုတော်ဤတန်ရှင်းသူတို့ဤအသက်ဝိညာဉ်ကိုစောင့်မတော်မူ၍မတရားသောသူတို့ဤလက်မှလည်းကယ်နှုတ်တော်မူ၏အဲဒီတော့ကျွန်တော်တို့သာသမီများအတွက်ဘာအတွက်ဆုတောင်းပေးရမလဲဆိုရင်အပြစ်ကိုယုံရှာတတ်သောသူဖြစ်ဖို့ကျွန်တော်တို့ပြောပြမယ်ဆုတောင်းမယ်ပြီးရင်မတရားသောသူတို့လက်မှဖယားတခင်ကသူတို့ကိုကွယ်ကာစောင့်မဖို့ရင် ဆုတောင်းပေးရအောင်ယောဟန်အခန်း18အခန်းငယ်15မှာတခင်ယေရှုကိုတော်တိုင်ကယုံကြည်သူတို့အတွက်အခုလိုဆုတောင်းပေးပါတယ်ဤသူတို့ကိုဤလောကမှနှုတ်ယူတော်မူမည်အကြောင်းအကျွန်ုပ်တောင်းသည်မဟုတ်ပါ မကောင်းသော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှာစောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏လို့ခမဲတော်ထာမသခင်ယေရှုက ယုံကြည်သူတို့အတွက်ဆူတောင်းပေးတယ်။ယေရှုခရစ်တော်ဟာယုံကြည်သူကျွန်တော်တို့အတွက်ပုံသက်တည်ဖြစ်တဲ့အတိုင်းကျွန်တော်တို့သားသမီးတွေအတွက်ဆူတောင်းပေးရအောင်။ဘာအတွက်လဲ?မကောင်းမှုမှန်သမျှကနေသူတို့ကိုဖျားသခင်ကာကွယ်စောင့်ရှောက်ပေးဖို့ဆူတောင်းပေးရအောင်။ယာကုပ်အခန်းလေးအခန်းငယ်9ဟေဘဲအခန်း7အခန်းငယ်1နဲ့2မှာလဲ ဖယားခင်အလိုတော်ကိုလိုက်ပြောစာရမဏတ်ကိုခုခံအောင်မြင်နိုင်တော်သူတွေဖြစ်ဖို့ကျွန်တော်တို့သားသမီးတွေအတွက်ဆုတောင်းပေးရအောင်ဒီနေ့ဆိုရင်ကျွန်တော်တို့အချိန်နေအားလုံးကိုသိကြပါတယ်ကျွန်တော်တို့ရဲ့သားသမီးတွေဟာ နေ့တိုင်းအသက်ဘေးအန္တရာယ်မှာရှိနေကြရဲဆိုတာကျွန်တော်တို့အားလုံးနားလည်သဘောပေါက်ကြပါတယ်နေ့တိုင်းကျွန်တော်တို့သားသမီးတွေအတွက်မကောင်းသော အရာကနေတော်လကောင်း မတရားသောသူတို့လက်မှဖယားသခင်ကကျွန်တော်တို့ရဲ့သားသမီးတွေကိုနေတိုင်းကာကွယ်စောင့်ရှောက်ပေးဖို့မိဘတွေကဆုတောင်းပေးဖို့ဘလောက်အရေးကြီးတယ်လဲအရေးကြီးတာကိုသိပေမဲ့နေတိုင်းကျွန်တော်တို့မဆုတောင်းဖြစ်ကြဖို့ဆိုရင်ဒီနေ့ကနေစပြော့ကျွန်တော်တို့သားသမီးတွေအတွက်နေတိုင်းဆုတောင်းပေးရအောင်ဘာအတွက်လဲပထမအနေနဲ့ကဲတင်ချင်းမရသေးတဲ့သူတွေအတွက် ကဲတင်ချင်းရနိုင်ဖို့ကျွန်တော်တို့အသားသမီးတွေအတွက်ဆုတောင်းပေးမယ်ကဲတင်ချင်းအေးဝန်ကလေးတည်င်းကောင်းကိုတို့ကြားနာနိုင်ဖို့ကျွန်တော်တို့နေလန်းရှာမယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပြောပြမယ်ပြီးရင်မကောင်းသော အမှုအရာ အားလုံးကနေဖယားတခင်ကတို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့မတရားသောသူတို့လက်ကနေဖယားတခင်ကကျွန်တော်ရဲ့အသားသမီးတွေကိုကာကွယ်စောင့်ရှောက်ပေးဖို့နေ့တိုင်းကျွန်တော်တို့အသားသမီးတွေအတွက်ဆုတောင်းပေးရအောင် နောက်ဆုံးတစ်ချက်တကယ်အဖြစ်အပျက်တစ်ခုကိုပြောပြပြတော့ကျွန်တော်ဆုံးသတ်မယ်အမေရိကန်နဲ့ဗီယက်နမ်စစ်ပွဲတုန်းကအမေရိကန်စစ်သားတွေဟာဒီဗီယက်နမ်စစ်သားတွေကိုစစ်မျက်နှာတစ်ခုမှစစ်ရှုံးတဲ့အဲ့တော့အမေရိကန်စစ်သားတွေဟာနောက်ဆုတ်လာတယ်နောက်ဆုတ်ပြော့သူတို့ချောင်းလေးကိုကိုးတဲ့တံတားမှာသူတို့အမေရိကန်စစ်သားတွေကဖြတ်လာတယ်အမေရိကန်စစ်သားတချို့ဟာဗီယက်နမ်စစ်သားတွေရဲ့ ပြစ်ခတ်မှုကြောင့်အဲ့ဒီတရားပေါ်မှာပဲတိတ်ကြေကြတယ်တနတ်မမှန်ပဲဟိုဘက်ကန်းကိုရောက်နိုင်တဲ့စစ်သားတွေထဲကစစ်သားတယောက်ကဒဏ်ရာရနေတဲ့အမေရိကန်စစ်သားလေးကိုကယ်ချင်တယ်တရားပေါ်မှာလဲပြော့ဒဏ်ရာရနေတဲ့သူ့တငယ်ချင်းကိုသွားကယ်လိုက်မယ်ဆိုရင်ဗီယက်နမ်စစ်သားတွေကအဆက်မပြတ်ပြစ်ခတ်တဲ့အတွက်သူအချိန်ကိုစောင့်နေတယ်နာယူကိုခဏခဏကြည့်နေတယ်သူ့ဘေးနားမှာရှိတဲ့ အမေရိကန်စစ်သားလေးကနိုင်ကိုခဏခဏကြည့်နေတဲ့အခါကျတော့ဟဲ့ကောမင်းနိုင်ကိုဘာလို့ခဏခဏကြည့်တာလဲလို့အမေတဲ့အခါမှာအဲ့ဒီစစ်သားလေးကဘလို့ဖြေလဲဆိုရင်ငါအမေကမနေ့9နိုင်တိုင်းငါအထွတ်ဆူတောက်ပေးတယ်ဒါကြောင့်9နိုင်ထိုးရတဲ့ငါတို့တကယ်ချင်းကိုငါတွားခဲ့တယ်ဆိုပြော့9နိုင်ထိုးတဲ့အချိန်ကိုသူစောင့်နေတာ အဲ့တော့ကိုးနိုင်ထိုးတာနဲ့အဲ့ဒီဒဏ်ရန်ရတဲ့သူ့တငယ်ချင်းစစ်သားကိုကယ်ဖို့အမညီပေါ်မှာတွားတွားပြတော့ဟိုမှဗျက်နာစစ်သားတွေရတာတတတတတတတိုက်ခတ်တယ်ဒါမဲ့မချောက်ဘူးဒါမျိုးတွားတွားပြတော့ဒဏ်ရန်ရနေတဲ့တရားပေါ်မှာလဲနေတဲ့သူ့ရဲ့တငယ်ချင်းစစ်သားကိုဘိတ်ကင်းလို့ခြုံစွာတဖက်ကန်းကိုဆွဲလာနိုင်တယ်အသက်ပေးအန်ဒရယ်ကနေသူ့တငယ်ချင်းကို ဲနိုင်တယ်အဲ့ဒါဘာကြောင့်လဲသူ့အပင်ကမနဲ့၉နိုင်တိုင်းသူ့အတွက်စုတောင်းပေးနေတယ်ဆိုတာကိုသူသိနေတယ်ကျွန်တော်တာသမီရရောနေ့တိုင်းအဖေကအမေကစုတောင်းပေးနေတယ်ဆိုတာရောသိကြပါရဲ့လားကျွန်တော်တာသမီတွေအတွက်နေ့တိုင်းစုတောင်းကြသလားနေရအသက်ဘေးအန္တရာယ်ဈာထဲမှာသူတို့အသားသမီးတွေရှိနေကြတယ် ဆူတောင်းပေးကြရကိုရဲ့သားသမီးတွေအတွက် နေ့တိုင်းဆူတောင်းပေးသောမိခင်ကောင်းတွေဖခင်ကောင်းတွေဖြစ်နိုင်ဖို့အားလုံးပေါ်မှာဖခင်ကောင်းချီးပေးပါစေ။